ဘုံကြီးကြောင်းဘယ်ကြောင်းမဆိုတင်ကန်းကိုလက်တော့နဲ့လက်နှီးတွေလုံနေတာကိုလဲတရားပြတားမြစ်စကားချွေပေးပါအောင်အရှင်ဘုရားတဲ့ဟုတ်တယ်တချို့ဘုံကြီးကြောင်းတွေမှာအလူအတန်းလုတ်ပြီဆိုရင်လူတွေကိုထမင်းကျွေးတဲ့အခါမှာတင်ကန်းကိုလက်တော့လုတ်ထားတာတွေ့ဘူးတဲ့နော်အဲ့ဒီလိုမလုတ်တဲ့ကြောင်းဦးစင်ပြောတဲ့အခါမှာတချို့ကမကြိုက်ကြဘူးကြိုက်ကြိုက်မကြိုက်ကြိုက်ဒီမှာထပ်ပြီးပြောလိုက်ပါအောင်မယ်နော်ပပိစိတပရိဘောဂောဟိအာဂာရိကာနံစေတိယထာနီယော ထိတိတာအောင်ပြပါအောင်အပ်ပပိစိတပရိဘောဂောယဟန်တော်တို့ဤအဘိသင်္ကန်းစတဲ့အတုံးအဆောင်ပစ္စည်းများသည်အာဂာရိကာနံလူဝတ်ကြောင့်တို့အားစေတိယဌာနီယောစေတိထိုက်ကုန်ဤဝါပူဇော်ထိုက်ကုန်ဤလို့ဆိုထားတဲ့အတွက်ယဟန်တော်တွေဝိယုံတဲ့သင်္ကန်းဟာလူဝတ်ကြောင့်တွေအတွက်ကိုးကွယ်ရာစေတိထိုက်တာကြောင့်သင်္ကန်းကိုလူဝတ်ကြောင့်တွေအနေနဲ့လက်တုပ်တို့လက်နီးစုပ်တို့မလုပ်ကောင်းပါဘူးเนาะဒါဒီကိုလည်းရှောင်ကျင်ပါလို့အထူးတတိပေးလိုက်ပါတယ်အရှင်ဖေယျ ဗတိစိတ်တာနဲ့တရားထိုင်တာဘယ်ဟာကကိုထိရောက်ပါသလဲဖရာတဲ့တရားထိုင်တယ်ဆိုတာကဝိပဿနာအလုပ်ဖြစ်တဲ့အတွက်ဝိပဿနာအလုပ်သည်မတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုစေတာကြောင့်ဝိပဿနာအလုပ်ကကိုရွေထိရောက်ပါတယ်သို့တော်လည်းပဲဗတိစိတ်တယ်ဆိုတာကသမထအလုပ်ဖြစ်တဲ့အတွက်သမထအလုပ်ကိုလုပ်တဲ့သူတွေဟာ စိတ်ဤစင်ကြယ်ခြင်းစိတ်ဤသိမ်မွေ့ခြင်းစိတ်ဤတည်ကြည်ခြင်းတို့ကိုဖြစ်စေပြီး တမထအာထုတ်၍တမာတိအာကောင်းနေချိန်မှာဝိပဿနာအချင်းအရာတစ်ခုခုကိုမြင်ရကြားရပါကအနေဆုံးသောတာပန်ဖြစ်ပြီးအမြင့်ဆုံးရဟန္တာတိဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ပတိစိတ်ချင်းဆိုတဲ့တမထအလုတ်ကိုလည်းလုပ်သင့်ပါတယ်။ဖုံဖုံဖေးရဝစီဘေဒထိတန်းရှဆိုတာတကယ်ပဲလားဖေးရ။တပည့်တော်ငငယ်ကခလေးတယောက်နဲ့ရန်ဖြစ်တော့သူ့ရဲ့အားနည်းချက်ကိုတပည့်တော်ပြောမိပါတယ်ဖေးရတဲ့။ မြတ်စွာဘုရားလက်ထက်တော်အခါကအံဘပါဠိဆိုတဲ့ပြည်တံစာမတယောက်ရှိပါတယ်။အဲ့ဒီအံဘပါဠိဆိုတဲ့ပြည်တံစာမဟာအတိတ်ဘဝတစ်ခုမှာဘိက္ခုနီမတပါးဖြစ်ခဲ့ပါတယ်။တနေ့ဘုရားဖူးသွားကြရင်းနဲ့အခြားသောယဟန္တာမဘိက္ခုနီမကြီးတပါးကဘုရားရင်ပြင်တော်အပေါ်မှာချောင်းဆိုးလိုက်တာ မတော်တဆချွေးနှမ်းနှက်တွေတွေဘုရားရင်ပြင်တော်အပေါ်ကြာသွားပါတယ်။အဲ့ဒါကိုလည်း ယဟန္တာမဖြစ်တဲ့ဘိက္ခုနီမကြီးကမတိလိုက်ပါဘူးနောက်ကလိုက်လာတဲ့တန်ပပါဠိလောင်းလျာဘိက္ခုနီမမြင်တဲ့အခါမှာဘေပြည့်တန်သာမကဖျားရှင်တင်တော်အပေါ်မှာခြွေနှမ်းနှစ်တတွေးတွေထွေးသွားတာလဲဆိုပြီးကြံတန်းစွာပြောဆိုပါတယ်အဲ့ဒီအကုသိုလ်ကံကြောင့်အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာငရဲသူကြားရောက်ပြီးယခုဗောဓမမြတ်စွာဘုရားလက်ထက်မှာပြည့်တန်သာမဖြစ်လာရပါတယ်ချက်ထူပစိတ်တံကာမံဖလံ ာတတဝါနာဝိနန္တိကောင်းကောင်းဆိုးဆိုးအကြောင်းကံတစ်ခုကို ပြုမိပြီဆိုရင်အကျိုးမပေးပဲပြက်ပြဲသွားတယ်မရှိဘူးလို့ဆိုပါတယ်အချို့သောကြီးမားသည့်အကုသိုလ်ကံတွေဟာအကျိုးပေးပြီးမှသာပြက်ပြဲသွားတတ်ပါတယ်အချို့သော အကုသိုလ်ကံတွေကတော့တိမွားတဲ့အတွက်ကုသိုလ်ကံတွေများအားကောင်းမယ်ဆိုရင်အကျိုးပေးခွင့်မသာပဲအဟောတိကံဖြစ်ပြီးပြက်ပြဲသွားတတ်ပါတယ်မိမိပြုခဲ့တဲ့ကံတွေထဲမှာ အကုသိုလ်ကံများရှိမည်ဆိုရင် ထိုအကုသိုလ်ကံများဟာတေးမွားတဲ့အကုသိုလ်ကံများဖြစ်ပါက ကုသိုလ်ကောင်းမှုများများလုပ်ပါကုသိုလ်ကောင်းမှုများများလုပ်လို့ကုသိုလ်ကံတွေအားကြီးလာပြီဆိုရင်တေးမွားတဲ့အကုသိုလ်ကံတွေဟာအကျိုးပေးခွင့်မသာပဲအဟောတိကံဖြစ်ပြီးပြက်ပြဲသွားမှာဖြစ်ပါတယ်အရှင်ဖရာတပည့်တော်ဇပင်ဖြက်ရောင်းပြီးရတဲ့ငွေကိုဖရာတဆူပင့်ဆောင်ပြီး ပူဇော်ထားပါတယ်ဖရာ တပည့်တော်မှားသွားပြီလားဖေယမိန့်တော်မူပါဖေယတဲ့မမပါဘူးနော်ကုသိုလ်ပဲဖြစ်ပါတယ်ကုသိုလ်မှာလက္ခဏာနှမျိုးရှိပါတယ်ကုသိုလ်ရဲ့လက္ခဏာနှမျိုးကဘာတွေလဲဆိုရင်1အပြည့်ကင်းခြင်း2ကောင်းကျိုးပေးခြင်းတို့ပဲဖြစ်ပါတယ်အပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုတ်မှန်သမျှကုသိုလ်ပဲဖြစ်ပါတယ်သဘင်ဖြက်ရောင်ပြီးဖျားပူဇော်တယ်ဆိုတာက အပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ပဲဖြစ်ပါတယ်။ဒါကြောင့်မမားပါဘူး။ကုသိုလ်ပဲရတယ်လို့မှတ်သားထားရပါမယ်။အရှင်ဖေရလာပြေနေကဖုံးတလုံးကောက်ရတာပုံထေတဲ့ဝင်ကြည့်တော့ဥစဉ်တပါဖုံးဖြစ်နေလို့အဲ့ဥစဉ်ကို မရမက လိုက်ရှာပြီးပြန်ပေးခဲ့ပါတယ်။ကုသိုလ်ရနိုင်လားတဲ့။ကုသိုလ်ရတာပေါ့နော်။ဝရိတ္တသီလနဲ့စာရိတ္တသီလဆိုပြီးနှစ်မျိုးရှိပါတယ်။ ဝရိတသီလဆိုတာကရှောင်ရှားရမယ့်အရာကိုပြောတာပါဥပမာငါးပါးသီလ၈ပါးသီလ၉ပါးသီလစတဲ့သီလတွေကိုပြောတာပါသရိတသီလဆိုတာကတော့လုပ်ရမယ့်အရာကိုပြောတာပါအခုဖုံးကလုံးကောက်ရတာကိုမယူပဲပိုင်ရှင်ထံမရမကပြန်ပေးတယ်ဆိုတာဟာသရိတသီလပဲဖြစ်ပါတယ်သရိတသီလကိုလိုက်နာတဲ့အတွက်ကုသိုလ်ရပါတယ်ရိုသေးစွာမေးလျှောက်ပါတယ်ဖခင် ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုလူပိန်းနားလည်အောင် ရှင်းပြပေးတော်မူပါဖရာတဲ့ဗုဒ္ဓဘာသာရဲ့အနှစ်သာရကနိဗ္ဗာန်ပဲဖြစ်ပါတယ်နိဗ္ဗာန်မရသေးသမျှကာလပတ်လုံးဗုဒ္ဓဘာသာဤအနှစ်သာရကိုရပြီဟု ပြောလို့မရပါဘူးနိဗ္ဗာန်ရဖို့အတွက်ကလည်းပဲဗုဒ္ဓဘာသာဤအခြေခံဖြစ်တဲ့တရဏဂုံ၃ပါးနှင့်၅ပါးသီလကိုမြဲမြံအောင်စောင့်တည်ပြီး ဖျားရှင်ကိုတော်တိုင်ဟောပြောပြပမိလန်သေးခဲ့သောတရားတော်များကို나ယူမှတ်သား၍ကိုတိုင်လည်းကြင်ကြံကြိုးကုပ်သူတစ်ပါးတို့ကိုလည်းတဆင့်ပြန်ဟောကြားရပါမည်။ဥမာသာဗုဒ္ဓဘာသာဤအနှစ်သာရဖြစ်တဲ့နိဗ္ဗာန်ကိုရမှာဖြစ်ပါလေ။အရှင်ဖျားသောတာပန်ဖြစ်အောင်ဘယ်လိုကြင်ကြံအားထုတ်ရပါမလဲအရှင်ဖျား။အချိန်ရရင်ဖြေချပေးတော်မူပါအရှင်ဖျားတဲ့။သောတာပန်ဖြစ်ဖို့ အင်္ဂါ၄ချက်ရှိပါတယ်အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်နံပါတ်၁တပုရိသတန်တေဝဖရာယဟန္တာအစရှိသော အရိယာသူတော်ကောင်းတို့ကိုမိွယ်စည်းကပ်ခြင်းနံပါတ်၂တတ္တမတာဝနံသူတော်ကောင်းတရားကိုနာကြားမှတ်သားခြင်းနံပါတ်၃ယောနီတော်မနာတိကာရောတင့်လျော်သော အဖြစ်နှလုံးသွင်းစင်ခြင်းခြင်းဟုဆိုအပ်သောယောနီတော်မနာတိကာရရှိခြင်း နံပါတ်၄ဓမ္မာနုဓမ္မပတိပတိလောကုတ္တရာတရားအားလျော်စွာကြင့်ကြံအားထုတ်ခြင်းတို့ဖြစ်ပါれ။ဖော်ပြပါအင်္ဂါ၄ချက်သည် သောတာပန်ဖြစ်နိုင်ကြောင်းအင်္ဂါ၄ချက်ဖြစ်ပါれ။အဆိုပါအင်္ဂါ၄ချက်နဲ့ညီအောင်ကြင့်နိုင်မယ်ဆိုရင် သောတာပန်ဖြစ်နိုင်ပါれ။မင်္ဂလာပါဆရာတော်တပည့်တော်ကအစ္စလာမ်ဘာသာဝင်တယောက်ပါဗုဒ္ဓဘာသာမှကြက်ကိုတတ်လိုက်ပြီးစားတာရှိပါသလား။ ကျေးဇူးပြုလို့ဗီဒီယိုတစ်ပုဒ်လိုလုပ်ပြီးတင်ပေးပါတဲ့ဗုဒ္ဓဘာသာမှာဘာသာရေးအရာကတော့သူတော်ဘာအသက်ကိုတတ်ဖြတ်ပြီးစားတောက်ခွင့်မရှိပါဘူးမိမိဘာသာကြိုက်လို့တတ်ဖြတ်စားတောက်နေကြတာတွေတော့ရှိပါတယ်ဘာသာရေးအရာကတော့တတဝါတွေကိုမတတ်ဖြတ်ဖို့ဗုဒ္ဓကိုတော်တိုင်ကလူပုဂ္ဂိုလ်တွေကိုသီလအနေဖြင့်ပြဋ္ဌာန်းတားမြစ်ပြီးယဟန်တော်တွေကိုတော့ဝိနည်းအာဏာဖြင့်ပြဋ္ဌာန်းတားမြစ်ထားပါတယ် ဒါကြောင့်ဗုဒ္ဓဘာသာမှာဘာသာရေးအရာကတော့တက်ဖြတ်စားတောက်တာမျိုးမရှိပါဘူးမိမိဘာသာကြိုက်လို့တက်ဖြတ်စားတောက်ကြတာတွေတော့ရှိပါတယ်အရှင်ဖရာမိနေတဲ့အိမ်ကဆွာလောင်းလို့မရဘူးလားဖရာကျေးဇူးပြုပြီးဖြေချပေးပါဖရာတဲ့ခလေးမိဖွားပြီးတဲ့အချိန်ဟာခန္ဓာကိုယ်မတန်ရှင်းသေးတဲ့အတွက်ရိုသေလေးစားမှုရှိတဲ့အနေဖြင့်မိမထွက်သေးခင်ဆွာမလောင်းမှုရှေးလူကြီးတွေကတားမြစ်ထားခြင်းသာဖြစ်ပါတယ် ဖះဟောမှာတော့မင်းနေတဲ့အိမ်ကဆမ်းမလောင်းရဘူးရဲ့လို့မရှိပါဘူးဖះရှင်လက်ထက်ကတုပ်ပဝါသာဆိုတဲ့အမျိုးသမီးတဦးရှိပါတယ်အဆိုပါတုပ်ပဝါသာဆိုတဲ့အမျိုးသမီးဟာ ရှင်သီဝလိကိုတော်လောင်းလျာကိုဝေးဖွားတဲ့နေ့မှာပဲတုပ်ပဝါသာဤကောင်းကျိုးဖြစ်ဖို့ရန်အတွက်ဖះရှင်ကမိတွင်ထဲမှာပဲတုပ်ပဝါသာဤအိမ်ကို ရဟန်းတော်များအားစွန့်ခံကြွားခိုင်းခဲ့ပါတယ်အကယ်၍မင်းနေတဲ့အိမ်ကဆမ်းမလောင်းရဘူးဆိုရင် ်ရည်တွင်ကာလမှာတုပ်ပဝါတာအိမ်ကိုဖះရှင်ကယဟန်တော်များအားစွန့်ခံကြွခိုင်းမှာမဟုတ်ပါဘူးဒါကြောင့်မင်းနေတဲ့အိမ်ကစွန့်လောင်းကောင်းတယ်လို့မှတ်သားထားရမှာပဲဖြစ်ပါတယ်